နဲ့အင်မတန်ပြင်းထန်တဲ့အဆိတ်ရှိတဲ့မွေတော်ကသူ့ကိုလှမ်းပြီးတော့ကြိုက်တာမတိမကြည့်တာကိုလည်းမြင်တယ်နော်အဲ့ဒီမှာအဲ့ဒီနန်းနဲ့သူအဆိတ်မှွန်ပြီးတော့တခါတည်းပဲပွေခြင်းပြီးသူတည်ဆုံးရှာတယ်သူနေတဲ့တိုင်စားဖို့အတွက်လှောလာတဲ့ပေါက်ပေါက်ပွင့်နေရှိတယ်နော်အဲ့ဒါကိုသူယူလာပြီးတော့ကံကမစားတော့ဘူးမထင်မြတ်ကြီးကိုလှူလိုက်တယ်။ဘာမှအဖို့မတန်ပါဘူးနော်ပေါက်ပေါက်ပွင့်ဆိုတာဆင်းရဲလွန်းလို့ဒါလေးအစာပြေစားဖို့ယူလာတာပါ။ ပစ္စည်းကအဖိုးမတန်ပေမဲ့လို့စေတနာကဖြူစင်တဲ့ယုံကြည်မှုကပြင်းထန်တယ်။ကုသိုလ်ကောင်းမှုတစ်ခုရဲ့အကြီးအသေးဆိုတာသူ့စိတ်ထဲမှာဘလောက်ဆူဆူနစ်နစ်လေးလေးနက်နက်အေးအေးချမ်းချမ်းဖြစ်သွားတယ်ဆိုတာပဓာနာပဲ။ဟုတ်ရဲ့လား။အေးအဲ့ဒါနဲ့ငါသွားပြီးတော့လှူမယ်ဆိုပြီးတော့ယုံကြည်မှုတတ်တာတရားအရင်အမြင်ရှိတော့ဒါနဆိုတဲ့ကုသိုလ်ကောင်းမှုနဲ့သူစတင်ပြီးတော့ကြီးပွားပြီး မြင်နိုင်လက်ကြီးပွားခြင်းတော့မဟုတ်ဘူးပေါ့သူ့ရဲ့အတွင်မှာဖြစ်နေတာအဲ့ဒါနဲ့သူပတ်ပြီးတော့လှူတယ်ပေါပေါပွဲလှူတော့မထင်မြတ်ကြီးကအလုခံရှင်ဘုရားတို့သိတဲ့တရားသိပါရစေဘုရားတောင်းတိုင်းပြီးစေချုပ်ပြီးတော့အနုမောဒနာပြုပြီးတော့ပြန်ကျွမ်းသွားတယ်မထင်မြတ်ကြီးရဲ့နောက်ကျောတော်ကိုကြည်ပြီးတော့သူ့ကုသိုလ်သူ့ပီတိဖြစ်နေတာသူ့ကုသိုလ်ကိုသူ့ပီတိဖြစ်နေတာအဲ့ဒါမထင်မြတ်ကြီးလည်းမျက်စိတစ်စုံကျွမ်းသွားပြီးဆိုတော့ သူသူနေတဲ့တဲလေးတွေကိုပြန်မယ်ဆိုပြီးတော့လှည့်ပြီးတော့နှစ်လန်းသုံးလန်းလှမ်းလိုက်ရရှိသေးတယ်။အဲ့ဒီကရင်ယူမြက်ကြားတွေကနေအင်မတန်ပြင်းထန်တဲ့အစိတ်ရှိတဲ့မွေတော်ကသူ့ကိုလှမ်းပြီးတော့ကြိုက်တာ။မတိမြက်ကြည့်တာကိုလည်းမြင်တယ်။နော်။အဲ့ဒီမှာအဲ့ဒီနန်းတဲ့သူအစိတ်မှွန်ပြီးတော့တခါတည်းပဲပွေခြင်းပြီးသူတည်ဆုံးရှာတယ်။ဒါပေမဲ့အင်မတန်နီးကပ်စွာကုသပီတိတွေဖြစ်ထားတာဆိုတော့အဲ့ဒီကုသိုလ်တွေရဲ့အစွမ်းကြောင့်တာဝရဏမျက်ပြင်မှာသူဖြစ်တယ်။ จิตတော့ပေါက်ပေါက်ပွင့်နေနေပဲတဲ့သူ့ရဲ့ဗိမာန်ကတူတော့အကျိုးပေါ့နော်အဲ့ဒါနဲ့ငါဒီကြီးကျယ်တဲ့စီစဉ်ကိုဘာကြောင့်ရလဲသူစဉ်းစားတယ်စဉ်းစားတော့ကျေးဇူးရှင်ကိုတွေ့တယ်ကျေးဇူးရှင်အစ်စ်ကဘယ်လိုလဲဆိုတော့ကုတုကောင်းမှုဒီတဲ့ကျေးဇူးရှင်အစ်စ်ကဘယ်လိုလဲကုတုကောင်းမှုကုတုကောင်းမှုသူကုတုကောင်းမှုကသူ့ကိုကောင်းတဲ့နေရာပို့လိုက်တာပဲနော်သူကဖန်တီးလိုက်တာသူကဖန်ဆင်းလိုက်တယ်လို့လည်းပြောလို့ရတယ် အဲ့ဒါနဲ့သူဆက်ပြီးတော့စဉ်းစားတော့ဒီကုသိုလ်ကဘယ်သူကြောင့်ဖြစ်တာလဲအကြောင်းထောက်ပံ့ရှာလိုက်တော့အော်အရှင်မြတ်ကြီးရဲ့ကျေးဇူးတရားလည်းမကင်းဘူးအဲ့တော့ငါရဲ့ကျေးဇူးရှင်တည် ကုသိုလ်ကောင်းမှုနဲ့အရှင်မြတ်ကြီးပဲဟုတ်လားအဲ့ဒါနဲ့ငါကုသိုလ်ကောင်းမှုကိုထပ်ပြီးတော့တိုးပွားအောင်လုပ်မှဖြစ်မယ်နည်းနည်းလေးလှုပ်တာတော့ဒီလောက်ကြီးကျယ်တဲ့အကျိုးကိုရတယ်ဆိုရင်ငါအများကြီးလှုပ်ရင်ငါတစ်ချောင်းလုံးချမ်းသာမှာပဲပြီးတော့အရှင်မြတ်ကြီးစီမှာငါသွားပြီးတော့လုပ်မယ်ဆိုပြီးတော့ ဲ့ဒီအရှင်မြတ်ဘယ်မှာသတင်းလုံးလဲလို့ကြည့်တော့သူသိတယ်သိတဲ့ခါကျသူဘာသွားလုပ်လဲဆိုတော့ညညစ်လက်ပြီးသကောင်းရောကြော်ပြီးဆိုလို့ရှိရင်အဲ့ဒီအရှင်မြတ်ကြီးသတင်းလုံးနဲ့ကြောင်းထဲကိုသူတင်မြစီးသွားလှည့်တယ်လူတွေအကုန်လုံးအိတ်နေတယ်နော်သူမအိတ်ဘူးတင်မြစီးလဲနေတယ်တောက်ရီဦးတွေရေထဲ့တယ်နှစ်စည်းစိမ်ခံစားပြီးတော့ရင်မူးနေတာမဟုတ်ဟုတ်လားကုသိုလ်ကောင်းမှုဒီဒီလိုချမ်းသာစီတယ်လို့စောတော်တော်ကတော့ယုံကြည်မှုနဲ့လုပ်တာ အခုတော့လက်တွေ့ဖြစ်လို့ယုံကြည်မှုကပိုပြီးတော့ကြီးတယ်။သူလက်တွေ့ကြုံသွားတယ်။လက်တွေ့နဲ့တွေးတာနဲ့တူပါမလား။မတူပါဘူး။လက်တွေ့ဆိုတော့တရားတရားကပိုပြီးတော့ကြီးတယ်။အဲ့ဒါနဲ့သူဆက်ပြီးတော့ကြိုးစားနေတာ။အဲ့ဒါမတည်မြဲကြီးကမနဲ့လင်းတော့ဟာဒီကြောင်းလုံးနဲ့တန့်ရှင်းလို့ကြည်ပါအောင်ရေဦးတွေကလည်းဆူရွှဲလို့အဲအလုတ်ကြွေးကိုရင်တွေဥစဉ်တွေလှုပ်ထားတယ်လို့ထင်တာပေါ့မစင်စားမစင်ကျင်တော့မသိဘူး။ အဲ့ဒါနဲ့နှစ်ရက်သုံးရက်ဒီလိုပဲနေတော့တနေ့တော့မထင်မြတ်ကြီးကစောစောနိုးတော့တမင်စိစဲတာကြားတယ်ကပ်ပေါက်ကလည်းပဲအလင်းရောင်တွေဒီထဲကိုဝင်နေတယ်အဲ့ဒါနဲ့တကာဝတ်ကို ဖွင့်ပြီးတော့ကြည်လိုက်တော့အဲ့ဒီနတ်သမီးတမင်စိစဲနေတာအမြင်တယ်ဟေ့ပါစို့လေမှန်လားပါအရှင်ဘုရားတို့ရဲ့တပည့်ပါဖေကငါမှဒီလိုတပည့်မျိုးမရှိပါဘူးမှန်လားပါဗျာပေါက်ပေါက်ပွဲလှူခဲ့တဲ့ဓမ္မပါဗျာ ကုသိုလ်ကောင်းမှုရဲ့ကျေးဇူးကြောင့်တပည့်တော်ကြီးပွားနေလို့ကုသိုလ်ကိုမျက်နှလုံးလို့ကုသိုလ်လာလို့တာပါဗျာအရှင်ဘုရားရဲ့ကျေးဇူးကြောင့်အရှင်ဘုရားကြောင်းတော်တွေလာလို့တာပါဗျာအေးအခါတိုင်းလုပ်နေတာလည်းနင်းနေလားမှန်ပါဗျာအဲ့လိုဆိုရင်ဒီနေ့ကစပြီးတော့နောက်ကိုမလုပ်တော့နဲ့တဲ့အရှင်ဘုရားဘာဖြစ်လို့တော့ဘုရားတပည့်တော်လုပ်ပြရစေကုသိုလ်သီးသာနဲ့တပည့်တော်ဘဝအတွက်အားကိုးရပါဗျာယုံကြည်တာဘုအဲ့ဒီလိုပြောတော့အရှင်မြတ်ကြီးကမလုပ်နဲ့တဲ့ ဘာဖြစ်လို့လဲဆိုတော့တကယ်လို့နေကဒီလိုဝိညာဝိစရတွေလာလုံနေရင်နောက်တစ်ချိန်မှာစံကျေတဲ့ရက်တောင်ကိုကန်ပြီးတော့ဟောကြမယ်တရားဟောဓမ္မကတိကတွေကရှင်မာကတ္တမကိုရမြတ်ကြီးဟာနတ်သမီးဓမ္မရဲ့အပြုစုကိုခံသွားတယ်လို့တရားထဲမှာထည့်ပြီးတော့အဟောမခံနိုင်ဘူးတဲ့အဲ့လိုပြောတာဗျဟုတ်လားအဲ့လိုပြောပြီးတော့ဟိုကလည်းဘုရားရှင်ဘုရားလုပ်ပြရစီပေါ့အဲ့ဒီမှာပြောမရတော့လက်ဖြောက်တီးလိုက်တယ် အဲ့ဒီလက်ဖြောက်တီးတာကိုဘယ်လိုမှသူမခံနိုင်ဘူးအဲ့ဒါနောက်ဆုံးနောက်ဆုံးနဲ့ကောင်းငင်ကိုတက်သွားပြီးတော့အဲ့ဒီမှာသူဝမ်းနေလွန်းလို့ငိုကြွေးတာပြီးမရင်ကုတုမလို့ရလို့ငိုတာအင်မတန်ဖိုးတန်တဲ့မျက်ရည်ပေါ့ဥစဉ်တို့တော့တခါမှမငိုဘူးပါဘူးဟုတ်လားတခါတလေတေချာစဉ်းစားကြည့်နော်စဉ်းစားတဲ့အရာလေးတွေတော့သိကောင်းတာပဲဟုတ်လားဘလောက်ယုံကြည်မှုပြင်းထန်တယ်လဲဆိုတာလေးပေါ့ အဲ့ဒါလူကုသိုလ်ကောင်းမှုမလုပ်ရလို့ငိုနေဆိုတဲ့လက်သမီးရဲ့ငိုကြွေးတံကိုမြတ်စွာဘုရားကြားတော့မြတ်စွာဘုရားကသိပါတယ်။တိတော့တကိုးတော်နဲ့ရောင်းကြီးတော်လှုပ်ပြီးတော့သူ့ရှိမှပေါ်လာတဲ့လူမျိုးဖန်ဆင်းပြီးတော့ဖြစ်သမီးဘာကြောင့်ငိုနေတာလို့ဒီလိုဒီเจ้าမှာပဲဘုရားလို့အเจ้าဆုံးလျှောက်တော့ဆောင်းစည်းဖို့ရဟာငါကားတော်ရဟန်းတော်တို့ရဲ့တာဝန်လေတဲ့ ကုသိုလ်ကောင်းမှုကိုပြုဖို့ရကြတော့ကုသိုလ်ကိုတန်ဖိုးထားတဲ့ယုံကြည်တဲ့မျက်နှိုးတဲ့လူတွေရဲ့တာဝန်ပဲတဲ့ကုသိုလ်လုပ်စရာတွေအများကြီးရှိပါပဲအဲ့ဒီမှာမြတ်စွာဘုရားကဂါထာလေးတခုဟောတယ်ဘုံဉ္စီပုရိသောကိရာကိရာနာပုဏာပုဏံတမိသာနံကိရာထသူခောပုံညတအုစယောကုသိုလ်ကိုပြုကျင်တဲ့ဆန္ဒတွေကိုယုံသိမ့်မပြင်းနဲ့ကုသိုလ်ပြုကျင်တဲ့ဆန္ဒတွေကိုပြတ်မသွားအောင်မွေးထားရမယ် မွေးထားပြီးတော့ကုလိုကိုထက်ချီတလဲလဲပြုအောင်ကြိုးစားရမယ်။အဲ့ဒါလိုထက်ချီတလဲလဲပြုလို့ကောင်းမှုတွေစုလာပြီဆိုရင်ကောင်းမှုတွေပုံလာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ချမ်းသာတော့တာပဲတဲ့။ကောင်းမှုတွေစုပုံလာပြီဆိုရင်ချမ်းသာတော့တာပဲတဲ့။ကောင်းမှုဆိုတဲ့နေရာမှာလှူဒန်းတာလေးတခုကိုကောင်းမှုလို့မတွက်ပါနဲ့နော်။လှူဒန်းတယ်ဆိုတာကဥဒ္ဓနုသာသနာတော်မြတ်ကြီးမှာတုထက်မြင့်မြတ်တဲ့ကြီးကျယ်တဲ့ကုသိုလ်တွေအများကြီးရှိပါတယ်။ အဲ့ကုသိုလ်ဆိုတာကိုလူငယ်တွေကောင်းကောင်းနားလည်ဖို့ရကစိတ်ထဲမှာအပြစ်ကင်းတဲ့အေးချမ်းတဲ့တန်ဖိုးရှိတဲ့မြင့်မြတ်တဲ့သဘောလေးဖြစ်သွားတာကိုကုသိုလ်လို့ခေါ်တာပါနော်အေးအဲ့ဒါလို့မြတ်စွာဘုရားကဟောလိုက်တော့တောတပံဖြစ်တယ်ဗျဘေးတိုင်းအစင်းစင်းကြီးကြီးထွားသွားပုံမလေးကြီးပွားသွားပုံမလေးမျက်ခြေမပြတ်နဲ့နော်အစားတုန်းကလေဆောင်တဲလေးတုန်းကယုံကြည်မှုကလေးနဲ့ပေါက်ပေါက်ပွင့်လှူတယ်နှစ်သမီးဖြစ်တယ်လက်တွေ့ရင်ွားတော့ပူပြီးတော့ယုံနေ ပို့ပြီးတော့ယုံတော့ပို့ပြီးတော့လှုပ်တယ်လှုပ်ရင်းလှုပ်ရင်းနဲ့ကုသိုလ်တွေနဲ့ကြီးပွားလိုက်တာအခုအရိယာဖြစ်ပြီးငါသိရင်ဘယ်မျက်ရောက်ဥမာလဲဆိုတဲ့တွေးစရာအကြောင်းပါမှမရှိတော့ဘူးတကယ်အကောင်းဆုံးသောလက်လာဘကိုသူရသွားပြီစိတ်ချရတဲ့ခံစားချက်ပေါ့ဟုတ်ရလားကိုရှင်တို့တရားဓမ္မတို့ပုထုရှင်တွေဆိုတာစိတ်ချရတဲ့ခံစားချက်မရှိနိုင်ဘူးအဲ့ဒီမှာဦးဇင်းတို့ပြောနေတာက ကုသိုလ်ကောင်းမှုတို့မှတစ်ဆင့်တကယ်ကြီးပွားခြင်းရတယ်ဆိုရင်တတ္တတရားအရင်အနည်းကို အခြေခံရပါတယ်။ဒါကြောင့်ကိုယ်ဘဝအနှစ်သာရရှိရှိကုသိုလ်ကောင်းမှုတွေနဲ့ကုံလုံးကျွေဝခြင်းလည်းဆိုရင်အရင်အနည်းကိုခိုင်မြဲအောင်ထူထောင်ထားရမယ်။တတ္တတရားပထမအမေးနဲ့အပြေပြီးရဆိုနော်ဒီပုံစံတိုင်းသွားရင်တရားရှိလိမ့်မယ်ဟုတ်လား။အင်းပထမအမေးနဲ့အပြေပြီးရဆိုဒုတိယပါမေးထားလဲ။ ကောင်းကောင်းလေ့ကျင့်အားထုတ်ရင်ဘယ်ရာသည်ချမ်းသာဒုက္ခကိုပေးနိုင်မလဲ။ဘာလို့ရင်ချမ်းသာမှလဲတဲ့။အဲ့ဒါကိုမြတ်စွာဘုရားဖြေတော်မူပုံကလေး။ဓမ္မောသူစိန်သောဒုက္ခမဝဟတိ။ဒေဝဗုဒ္ဓသီလိုရင်းနဲ့မေးလျှောက်လာတဲ့ဩနတ္တ။သူစိန်သောကောင်းစွာလေ့ကျင့်အားထုတ်အပ်သည်ရှိသော။ ဓမ္မောသူတော်ကောင်းတရားသည်ဒုက္ခချမ်းသာဒုက္ခအမျိုးမျိုးကိုအဝဟတိဆောင်ခြင်းလို့ပြီးပါ၏။ကောင်းကောင်းလေးချင်းအာတုရင်ချမ်းသာဒုက္ခကိုပြီးမဲ့အရာတွေသူတော်ကောင်းတရားပဲတဲ့။ဦးဇင်းတို့ရဲ့နှုတ်ကသူတော်ကောင်းတရားလို့ပြောလိုက်တိုင်းဒေတတို့ရဲ့စိတ်ထဲကဒါနဆိုတဲ့ညစ်ကွတ်တာမှုနေပါစွာစွန့်လွတ်ခြင်းဒါနသည်လို့သူတော်ကောင်းတရားလို့နားလည်ရမယ်။ ကိုနဲ့နှုတ်ကိုဗယံဗဒမဖြစ်စေဘဲနဲ့အပြစ်ကင်းအောင်စောင့်စည်းခြင်းဆိုတဲ့သီလကိုလည်းသူတော်ကောင်းတရားလို့နားလည်ရမယ်။နော်။ကောင်းမြတ်တဲ့တခုရီးသောအာယုံမှာတည်ငြိမ်တဲ့သဘောစိတ်ရဲ့တည်ငြိမ်ခြင်းတမာတိကို သူတော်ကောင်းတရားလို့နားလည်ရမယ်။တဘာဝတရားတွေရဲ့အမှန်သဘောတရားကိုအမှန်တိုင်သိမြင်နားလည်တဲ့ပညာကိုလည်းသူတော်ကောင်းတရားလို့နားလည်ရမယ်။ဒါနာသီလတမာတိပညာ သူတော်ကောင်းတရားလို့ပြောလိုက်တိုင်းပြောလိုက်တိုင်းဒီလေးလုံးကိုစိတ်ထဲမှာနားလည်ပြီးသားဖြစ်ရမယ်။ဒါနရဲ့၊သီလရဲ့၊တမာတိရဲ့၊ပင်ညာရဲ့။အဲ့ဒီသူတော်ကောင်းတရားတွေဟာသူ့အဆင့်နဲ့သူတတ္တဝါတွေကိုကောင်းကောင်းလေ့ကျင့်အားထုတ်ရင်ချမ်းသာဒုက္ခကိုပေးနိုင်တာကြီးပဲ။ဒါနကလည်းဒါနနဲ့တန်တယ်လို့ပေးတာပေါ့။သီလကလည်းသီလနဲ့တန်တယ်လို့ပေးတာပေါ့။ဟုတ်ရလား။အဲ့တော့ တရားဓမ္မဆိုတဲ့သူတော်ကောင်းတရားဒီချမ်းသာဒုက္ခကိုပေးတယ်ဆိုတော့ဥစဉ်ကဘာတော့အမှန်ရလဲဆိုတော့ကထာလေးတစ်ခုရှိတယ်ဗျဓမ္မောဟဝိရခတိဓမ္မစာရိဓမ္မောသူစိန်သောဒုက္ခမဝဲတိဧတံတိတံတိဓမ္မေသူစိန်တိနတုက္ကတိကိစ္စတိဓမ္မစာရိလို့တရားရဲ့စွမ်းရည်ကို၃မျိုးလောက်ပြောထားတာရှိတယ်ဒါနာပဲဖြစ်ဖြစ်သီလပဲဖြစ်ဖြစ်တမာတိပဲဖြစ်ဖြစ်ပညာပဲဖြစ်ဖြစ် ဲ့ဒီသူတော်ကောင်းတရားပိုင်ရှင်ကိုသူတော်ကောင်းတရားသည်၃မျိုးသောအရာဌာနတို့ဖြင့်ချမ်းသာဒုက္ခကိုဖြစ်စေတယ်။နံပါတ်၁ဓမ္မောဟဝေရခတိဓမ္မစာရိတရားဆိုတာတရားကိုစောင့်တဲ့လူကို ပြန်ပြီးတော့စောင့်နေတယ်။စောင့်ရှောက်မှုပေးတာအန္တရာယ်ကိုကာကွယ်ရေးတာဝန်ယူတာပေါ့ဟုတ်ရဲ့လားဆိုကြပါစို့အရှင်ဘုရားရဲ့ဒါနကဘာတာဝန်ယူလဲ။ မွေးခြင်းနှက်ခြင်းဘေးကကာွယ်ပေးနိုင်တယ်ဟုတ်လားဒါဥစဉ်တဲ့တဲ့ပြောတာနော်တိလကဘာတာဝန်ယူနိုင်တယ်လဲတိလကအသက်ရှိခြင်းကျမ်းမာရေးကောင်းခြင်းလူဘဝမှာချမ်းချမ်းသာသာနေရခြင်းဆိုတာတွေရဲ့ဆက်ကျင်ဘက်ဖြစ်တဲ့လောကရတရားစိုးတွေကနေကာကွယ်နိုင်တယ်ဘာဝနာတရားကြတော့ကိုလို့တောင်ကာကွယ်နိုင်တယ်ဟုတ်လားဘာဝနာတရားကြတော့စိတ်ထဲမှာတင့်မဲ့စိတ်ရဲ့ပူလောင်မှုတွေကစသူကာကွယ်နိုင်တယ် တတိယရဲ့ပထမကာကွယ်ရေးတာဝန်ပေါ့နောက်တရားရဲ့ဒုတိယတာဝန်ကဘာလဲဆိုတော့ချမ်းသာဒုက္ခပြည့်စုံရေးတာဝန်လူစိတ်နောဒုက္ခမဝဟတိဟုတ်လားအဲ့ဒါချမ်းသာဒုက္ခနဲ့ပြည့်စုံရေးတာဝန်ပေါ့နောက်တရားရဲ့တတိယတာဝန်ကတော့နဒုက္ကဋိကိစ္စတိဓမ္မစာရီတဲ့မကောင်းတဲ့နေရာကိုမရောက်အောင်တားနိုင်တယ်ဆိုလိုတာက အနာဂတ်ရေးစိတ်အေးရအောင်တာဝန်ယူလာနော်အနာဂတ်ရေးကို စိတ်အေးရအောင်တာဝန်ယူနေတာတရားပဲရှိတယ်နော်ဒီမှာကြီးများအေးတရားရဲ့အရည်အသွေး၃ချက်ဒါတစ်မျိုးလေးပြောကြည့်တာနော်ဘေးအန္တရာယ်တွေကနေကာကွယ်နိုင်နေချမ်းသာဒုက္ခအမျိုးမျိုးကိုဘေးနိုင်နေအနာဂတ်ရေးကိုစိတ်အေးရစေတယ်တရားရဲ့စွမ်းရည်တတိဟုတ်လားဆိုကြပါစို့ဘာဝနာတရားပွားများမယ်ဝင်လေထွက်လေလေးမှတ်မယ် သမဟုခန္ဓာကိုယ်ရဲ့ထင်ရှားရထင်ရှားရကိုတိ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 နေတဲ့တတိပဋ္ဌာန်အလုပ်ကိုကြိုးစားမယ်။နီလန်းကတိတ်မခက်ခဲဘူးဗျာတကယ်ယုံကြည်ဖို့နဲ့တကယ်လုပ်ဖို့ပဲလိုတယ်။ဟုတ်လား။အဲ့ဒါလိုတတိကလေးထထအတိကလေးထထပြီးတော့နေတဲ့အခိုက်အတန့်မှာနှလုံးစိတ်ဝမ်းဟာအေးချမ်းနဲ့ချမ်းသာတယ်။လက်တွေ့တိလို့ရတယ်။ဘာလို့ချမ်းသာတယ်ဆိုတော့ဆင်းရဲအောင်လုပ်မဲ့အရာတွေအဲ့ဒီအချိန်မှာမရှိလို့ပဲ။ဆင်းရဲအောင်လုပ်မဲ့အရာတွေကိုတရားကအဲ့ဒီအချိန်မှာဖယ်လိုက်လို့ပဲ။ ဆင်းရဲအောင်လုပ်မဲ့အရာတွေကဘယ်အရာတွေလဲဆိုတော့အလိုဆန္ဒတွေမကျေနပ်မှုတွေမေ့လျော့မှုတွေအဓိကအဖြစ်တော့ဒီသုံးလုံးပဲမေ့လျော့မှုတွေးဝေမိုင်မဲမှုနော်မောဟပေါ့နော်အလိုဆန္ဒတွေကတော့လောဘပေါ့နော်မကျေနပ်မှုတွေစိတ်တိုင်းမကြမှုတွေကတော့ဒေါသပေါ့နော်တွေးဝေမိုင်မဲမှုတွေကတော့မောဟပေါ့အဲ့ဒီတရားစိုးတွေကမိမိတို့ကိုဆင်းရဲစေတာ အဲ့ဒီဆင်းရဲစေတဲ့တရားစိုးတွေကိုတရားကဖယ်ရှားနိုင်တဲ့အစွမ်းရှိတယ်။သူတို့လည်းဖယ်လိုက်ရောစိတ်ဟာချမ်းသာသွားရောဒါလည်းတွေ့လို့လို့မရဘူးလား။ရတယ်။ဒါကြောင့်တကယ်တမ်းချမ်းသာမှုကိုဖြစ်စေတာဒီတရားပဲဆိုတာလေလောကီအကျိုးပဲဖြစ်ဖြစ်လောကုတ္တရာအကျိုးပဲဖြစ်ဖြစ်ပြစ္ဆုတ်ပံချမ်းသာပဲဖြစ်ဖြစ်တန်လျာချမ်းသာပဲဖြစ်ဖြစ်ဒါနသီလတမာတိပညာတို့ဒီတာနဲ့တတ္တဝါတွေကိုချမ်းသာဒုက္ခပေးတဲ့အရာ ဘုရားကြီးကမှမမျှော်လင့်နဲ့တရားကြီးကပဲမျှော်လင့်ဟုတ်ရဲ့လားတရားဆိုတဲ့နေရာမှာလည်းသူများတရားကြီးကမျှော်လင့်လို့ရမလားမရဘူးအဲ့ဒီတရားကိုရှိအောင်ကိုကိုယ်တိုင်ပဲလုပ်ရမှာအဲ့ဒါကုတ္တာပေါ့နော်ဒီနေရာမှာဦးဇင်းတို့တရားဟာချမ်းသာဒုက္ခကိုပေးတယ်ဆိုတော့ကုတ္တာဝံဆိုတဲ့စကားလေးနဲ့ဆက်ပြီးတော့တာဝန်ကြီး၃ရက်ဆိုတာရှိတယ်ဗျအဲ့ဒါပြောခြင်းလေးတယ်နော်တာဝန်ကြီးဘယ်နှရက်တယ်၃ရက်ပါ၃ရက်တယ် အဲ့ဒီတာဝန်3ရက်တည်းကတာဝန်2ရက်ကိုတော့ပေးသက်ပေါင်းသူတော်ကောင်းတို့ကြာဘူးနာဝရှိတာများတယ်တတိယတာဝန်ကိုတော့ကြာဘူးနာဝနည်းနည်းနည်းမယ်လို့ထင်တယ်ယုတ်ကြည်ရအောင်နော်ပထမတာဝန်ကဘာလဲဆိုတော့မေရှံဤပฏิပတ်တိကထေနမေဝဘာရောပฏิပတ်တိကထေနမေဝသူတော်ကောင်းတရားတွေချမ်းသာကြောင်းတရားတွေဆင်ရဲဝေကြောင်းတရားတွေကိုဟောပြဖို့ဆိုတဲ့ဘာရောတာဝန်ကတော့ မေရှံဝငါဖေယားဤပါတော်တောင်းချမ်းသာကြောင့်တရားတွေဆင်းရဲဝေကြောင့်တရားတွေကိုဟောပြောပြတာဆုံးမဖို့ရကမြတ်စွာဘုရားရဲ့တောင်းတဲ့ဒါပေးတယ်လို့သိရနော်အေးနောက်ဒုတိယတောင်းပฏิပတ်တိပူရဏပနာသာဝကနံပါတော်ပฏิပတ်တိပူရဏပနာချမ်းသာကြောင့်တရားတွေဆင်းရဲဝေကြောင့်တရားတွေကိုကျင့်သုံးဖို့ဆိုတဲ့ပါတော်တောင်းကတော့ ဘာဝကနာတာဝကတို့ရဲ့ဘာရောတံဝံနော်ချမ်းသာကြောင့်တရားတွေဆင်းရဲဝေကြောင့်တရားတွေဆိုတဲ့အကျင့်မြတ်တွေကိုကျင့်သုံးဖို့ရကြတော့ဉာဏ်ရှိကြတဲ့တပည့်တာဝကတို့ရဲ့တံဝံတဲ့ဒါကိုလည်းပိဿတို့သိရနော်တရားကိုဟောဖို့ရကဘုရားတံဝံကြည်ခဲ့ပြီနော်မြတ်စွာဘုရားဟုတ်တဲ့အတိုင်းကျင့်သုံးမှုရာကတာဝကတို့ရဲ့တာဝန်ဒါကတော့ကိုယ့်ပေါ်မှာမူတည်တာပေါ့ချိန်မချီဆိုတာက နောက်တတ္တိယတာဝအဲ့ဒီတတ္တိယတာဝအစိတ်ဝင်စားတဲ့အကောင်းတယ်အာနိတန္တဒါနံဓမ္မနံဘာရောအာနိတန္တဒါနံဆင်းရဲဝေခြင်းချမ်းသာခြင်းနဲ့ပြည့်စုံခြင်းဆိုတဲ့အကျိုးအာနိသင်ကို ပေးဖို့ရကြတော့ဓမ္မနံတရားတော်မြတ်တို့ရဲ့ဘာရောတာဝချမ်းသာဒုက္ခတည်းဟူသောအကျိုးအာနိသင်ကိုပေးဖို့ရကြတော့ဘဇုတာဝနဲ့တော့တရားရဲ့တာဝန် ကိုကတင်တတ်တယ်နော်မတ္တဝံဆိုပြီးတော့ချမ်းသာဒုက္ခကိုဒါရိုက်ရအောင်ကိုကကြိုးစားနေတာအတ္တတွေနဲ့ဟုတ်လားတခါတလေကြတော့လည်းပဲဘုရားကပဲချမ်းသာပြီးတော့မာလူလူကိုကိုတိုင်ပဲကရောင်းကြိုက်ပြီးတော့ထလိုရတော့မာလူလူခုလူကပေးမာလူလူဒီလူကပေးမာလူလူတကယ်တမ်းချမ်းသာဒုက္ခကိုပေးဖို့ရာကဘုရားတာဝန်လို့တရားရဲ့တာဝန်ဒါကိုနည်းနည်းလေးနားရှင်းအောင် ရှင်းပြဦးမယ်ဆိုကြပါစို့ ပေးတဲ့တို့မှာခေါင်းကြိုက်တာတို့ဘိုင်းနာတာတို့အပေါ်ကြီးကယောဂဝိဒနာတွေဖြစ်တယ်မို့လားဖြစ်တယ်အဲ့ဒီခေါင်းကြိုက်လာပြီဆိုလို့ရှိရင်အဲ့ဒီခေါင်းကြိုက်တဲ့ဝိဒနာကြီးကိုကိုယ့်ရဲ့လက်နဲ့ဆွဲထုတ်ပြီးတော့လွှင့်ပြလိုက်လို့ရလားမရဘူးအဲ့ဒီခေါင်းကြိုက်ရင်မလုပ်မလဲပါရာစီတမောတောင်းမယ်ဘိုင်းအောင်ချစ်စစ်တောင်းမယ်ဘို့ဘာလုပ်တာတော့ဆိုတော့ဒါကိုဖယ်နိုင်တဲ့အရာကိုပိုက်ထည့်ထည့်ရတာဒီယောဂါကိုဖယ်ဖို့အတွက်ကိုယ်မစွမ်းလို့ဈေးကိုအားကိုရတာ အဲ့ဒီတော့ယောဂါကိုကိုကဖယ်တာလားဆေးကဖယ်တာလားဆေးကဖယ်တာဆေးကဖယ်တာအဲ့ဒီဆေးကိုကိုကမြူချတာမို့ကိုကရှာဖွေပြီးတော့မြူချတာမို့ကိုကဖယ်တယ်လို့ပြောမယ်ဆိုရင်လည်းပြောလို့တော့ရပါရဲ့သို့တော့အဲ့ဒါတွဲပိုက်တော့ဏီအားဖြင့်ပဲပြောလို့ရမယ်တဲ့တဲ့ယောဂါဝေဒနာကိုကိုကမဖယ်နိုင်လို့မို့ဆေးကိုတောင်းရတာဘယ်သူကဖယ်တာလို့ဆေးကဖယ်တာအဲ့ဒါလိုပဲဆင်းရဲဒုက္ခတွေဖယ်ပြီးတော့ချမ်းသာဒုက္ခရောက်ရှိလာအောင်ဆောင်ကျင်းပေးတာအကျိုးအလေးတင်ကိုပေးတာတရားကပေးတာ ကိုကပေးတာမဟုတ်เนาะဒါပေမဲ့အဲ့ဒီတရားကိုကိုယ်တန်တာမှာတီးအောင်ကိုကကြိုးစားရတဲ့အတွက်ကြောင့်ကိုကချမ်းသာဒုက္ခကိုရှာတာလို့ပြောမယ်ဆိုရင်တော့တွယ်ဝိုက်သောဤအဖြစ်တော့ပြောလို့ရတယ်ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားဆိုတာတဲ့ယောဂဝန္ဒနာတွေကိုပျောက်ကင်းအောင်ကုနိုင်တဲ့ယောဂလက္ခဏာတွေကိုဆေးအကြောင်းကိုအကုန်လုံးကျွမ်းကျင်နားလေတဲ့အတုမဲ့တမားတော်ရင်းနဲ့တူတယ်တဲ့တရားတော်တွေဆိုတာကတော့ဆေးတွေနဲ့တူတယ်တဲ့ ကမတို့ဥရှင်တို့ပုထုရှင်တတ္တဝါတွေဆိုတာကယောဂာဒေတွေနဲ့တူတယ်တဲ့ယောဂာမှာနှစ်ခုနော်နှစ်နှစ်ဖက်ညက်ပိတ်ပြီးတော့နှိမ့်ဆက်နေတာယူပိုင်းဆိုင်ရာယောဂာတွေကတော့အမြဲတမ်းရှိနေတယ်စိတ်ပိုင်းဆိုင်ရာယောဂာကသူ့တဲ့တောင်ပိုးစိတ်သေးတယ်ဟုတ်လားယူပိုင်းဆိုင်ရာယောဂာကမှတစ်ခါတစ်ခါနေတာထိုင်တာရှိတယ်ဆိုတာရှိသေးတယ်စိတ်ပိုင်းဆိုင်ရာယောဂာဆိုတာကတရားနဲ့ကင်းတာနဲ့တပြိုင်တည်းသူတစ်ခါတည်းယောဂာထားတာပဲဟုတ်ရဲ့လား ဲ့ဥစဉ်တို့တာဝန်3ရက်ဆိုတာလေးနဲ့ကပ်ပြီးတော့စဉ်းစားသိခြင်းနဲ့နော်ဟောဖို့ရကဘုရားတာဝန်ဟောတဲ့အတိုင်းကျင့်ဖို့ရကတာဝကရဲ့တာဝန်ချမ်းသာဒုက္ခဒီဟုသော အကျိုးအာနိသင်ကိုပေးဖို့ရကြတော့တရားတော်ရဲ့တာဝန်ဒါကြောင့်ကိုယ်ဘဝမှာချမ်းသာဒုက္ခပေးမဲ့အရာဒီသူတော်ကောင်းတရားပဲလို့ဒုတိယအမေနဲ့အဖြေကိုအဲ့လိုမှတ်ရမယ်ဟုတ်ရဲ့နော်အေးနှစ်ခုပြီးသွားပြီနော် အင်းတတိယအမေးရဲ့အဖြေကိုသွားကြရအောင်။ဗာမေးတာတော့အင်းနော်အားရှိပါလေဥစဉ်ကတရားဟောရတာဟုတ်လား။အရာတာတကံအရာတာတွေမှာဘယ်အရာတာဒီအမျက်ဆုံးအချို့ဆုံးအကောင်ဆုံးအရာတာလဲတဲ့။အဲ့ဒါကိုမြတ်စွာဘုရားဖြေတော်မူပုံကလေး။ဝိသဝေသာတုတရရတနာ ဒေဝဗုဒ္ဓသီလရင်းနဲ့မေလျှောက်လာတဲ့ဩနတသတ္တနာအရာသာတကအရာသာတို့တွင်သစ္စာမှန်ကန်ခြင်းဆိုတဲ့သစ္စာတရားသည်တန်တုတရာအကောင်းဆုံးအချို့ဆုံးအရာသာမြည်ပါ၏တဲ့အရာသာတကအရာသာတွေမှာအကောင်းဆုံးအရာသာသည်သစ္စာတရားပဲတဲ့ဟုတ်ရလားသစ္စာတရားပဲတဲ့ တစ္ဆာတရားဆိုတော့ဒီနေရာမှာမင်းကိုဆိုတော့ဘုရားကြီးကတစ္ဆာဆိုတာနဲ့ပတ်သက်ပြီးတော့၃မျိုးလောက်အဓိပ္ပာယ်ဖွင့်ဆိုတယ်။ဒါတည်းလေးလေးနက်နက်မှတ်ရအောင်တရားကလေးနက်တဲ့အပိုင်းလေးကိုရောက်ရောက်လာတယ်နော်။နံပါတ်၁တစ္ဆာဘာပြောလဲဆိုတော့ဝစီတစ္ဆာတဲ့။ဝစီတစ္ဆာဆိုတာကမိမိရဲ့နှုတ်ကထွက်တဲ့စကားကမှန်လို့မဟုတ်ဘူးမှန်နေတာ။ငါသည်အမိဤသမီးမှမာဤ မမှန်ဘူးလားမှန်ပါဗျာဘယ်သူမှမငင်းနိုင်ဘူးနော်အေးငါသည် အမိဤသားမှန်ပါဤမှန်တယ်နော်အေးအဲ့လိုမျိုးစကားမျိုးကိုဝစီသစ္စာလို့ဆိုတယ်ဆိုကြပါစို့ပေတ္တုရှင်းအောင်ပြောရရင်ဦးဇင်းတို့ဘုရားလောင်းငုံမဲသစ္စာပြုတယ်ကြားဘူးတယ်နော်တော်မီတွေလောင်းလာတော့အမိအဖြစ်ဖြစ်တဲ့ဟက်ဖို့နဲ့ဟမကပြစ်သွားတော့ဘုရားလောင်းလေးကမိတွေကိုကြည့်ပြီးတော့ငါမားတဲ့အတောင်ပိုင်းရှိပါတယ်ဒါပေမဲ့ငါမပြန်နိုင်လေးပါဘူး ငါမှခြေထောက်တည်တော့ရှိပါတယ်ဒါပေမဲ့ငါမပြေးနိုင်နေပါဘူးအမေဖေကလည်းပြစ်ပြေးပါပြီအီမန်နဲ့တစ္ဆာစကားကြောင့်တော်မီကြီးရပ်ပါအဲ့ဒီလိုစကားမျိုးကိုဝစီတစ္ဆာလို့ခေါ်တယ်မှန်တဲ့စကားကိုပြောတာသူကလည်းစွန်းတယ်နော်အဲ့ဒါလိုမှန်တာလေးမြန်ပြောရရင်အရသာရှိတယ်ကြားရတဲ့လူလည်းအရသာရှိတယ်အပူတွေအလိုနဲ့ကြွားတာတွေဝါတာတွေပြောရင်အင်မတန်နာခါတယ်ဟုတ်ရဲ့လား မှန်ကန်တဲ့စကားဒီပြောတဲ့လူရဲ့နှုတ်ကိုလည်းအရသာရှိသေးတယ်။ကြားရတဲ့လူရဲ့နားကိုလည်းအရသာရှိသေးတယ်။ဒါဝစီတစ္ဆာပဲရှိသေးတယ်နော်။နောက်တစ္ဆာတစ်မျိုးကဝိရတိတစ္ဆာတဲ့ဝိရတိတစ္ဆာဆိုတာကပေတတုသောတော်တုံးကစောင့်ထိန်လိုက်တဲ့မှုတာဝါဒဝေရမဏိလိန်ညာတဲ့စကားကနေရှောင်ကျင်တာဟုတ်ရဲ့နော်ဆိုကြပါစို့ဦးဇင်းတို့အထုအထိပ်ပြောရရင်တရားယုံနေမှာ ဘဇူတွေပါပဲဖြစ်ဖြစ်မှန်တာကိုပဲပြောမယ်တက်တိတ်မှားရင်တာတွေမလိုက်ဘူးဟုတ်လားအကုန်လုံးကိုမှန်တဲ့ဘက်ကပဲယက်တည်ပဲနော်တိလျက်နဲ့ချွတ်ရင်းတဲ့စကားကိုဘယ်တော့ခါကာလမှမပြောဘူးအဲ့ဒါဝိရတိသစ္စာအဲ့ဒီသစ္စာဒီလည်းပဲအင်မတန်ချိုရယ်ဟုတ်ရလားအေးဒါကတော့စကားနဲ့ပတ်သက်တဲ့သစ္စာပေါ့အင်မတန်အရေးကြီးပါတယ်ဒီသစ္စာ ဒီတစ္ဆာတွေလောကကြီးမှာစိတ်သုံးနေလို့နေရထိုင်ရတာအရာသာတွေနေနေတာဗျလူတွေတရားနဲ့တရားပေါင်းသိရတာဆက်ဆံရတာအရာသာတိတ်မရှိဘူးဘာဖြစ်လို့တော့ဆိုတော့တစ္ဆာမှာတိတ်မရှိပဲကို ဟာနေနဲ့ဆက်ဆံနေကြတာအပေါ်ယံနေနဲ့ဆက်ဆံနေကြတာဟုတ်ရဲ့လားနော်စကားတွေကယာနှုံးကြီးမမှန်ဘူးတယောက်ကိုတယောက်ယာနှုံးကြီးမယုံကြည်ရဘူးငါ့ကို လိမ်မြန်းလိမ်နေတာလားလို့တွေးနေရတယ်ဟုတ်ရဲ့လား အဲ့ဒါလိုတယောက်နဲ့တယောက်ဆက်ဆံကြတာဟာဥစဉ်ထင်ပါတယ်မျက်နှာအစ်စ်ကိုမပြဘဲနဲ့မျက်နှာဖုံးနေနဲ့ဆက်ဆံနေတယ်လို့ထင်တာပဲအဲဒီကမကြီးတွေဟုတ်လားအဲ့ဒါဟုတ်တယ်နော်မျက်နှာတွေကအပြောင်းအလဲကအင်မတန်များတယ်ရှိတဲ့လူနဲ့တွေ့တော့တစ်မျိုးမရှိတဲ့လူနဲ့တွေ့တော့တစ်မျိုးကိုယ့်ရဲ့သားတယ်လို့ထင်တဲ့လူနဲ့တွေ့တော့တစ်မျိုးကိုယ့်အောက်ကြတယ်လို့ထင်တဲ့လူတွေနဲ့တွေ့တော့တစ်မျိုးအမျိုးမျိုးပဲဒီမျက်နှာမူကိုသိပြီးတော့မသိဘူးဟုတ်ရဲ့လား အဲ့ဒါလိုမျိုးဒါတွေးမိတာတွေရှောက်ပြောတာပါအဲဒကမာကြီးတွေအဲ့တော့လောကကြီးမှာအရာသာတွေကအဲ့ဒါကြောင့်နေနေတာနော်ပေါင်တင်ဆက်ဆံရတာစိတ်မချရမှာတော့ဘယ်အရာသာရှိတော့မှာလဲစိတ်ချရတာအင်မတန်ကောင်းနေခုတယောက်ကိုတယောက်ရာနှုန်းကြီးစိတ်မချရဘူးငါများဘလို့များပါပါများလှီးသွားမှာလဲစဉ်းစားဖြစ်ရတယ်ဟုတ်လားဒါပါတော့အဲ့တော့သစ္စာပဲနှမျိုးရှိပြီတော့နှမျိုးရှိပြီနောက်ထပ်တစ်မျိုးကပရမတ္ထသစ္စာတဲ့ ပရမတ္ထသစ္စာဆိုတာနိဗ္ဗာန်ပြောတာနိဗ္ဗာန်ချမ်းသာကိုပြောတာနိဗ္ဗာန်ချမ်းသာဆိုတဲ့ပရမတ္ထသစ္စာဒီအရသာတက အရသာထဲမှာအကောင်းဆုံးအရသာပဲဟုတ်ရလားကုသိုလ်ကြပါစို့ဒကာမတို့ဦးဇင်းတို့တွေနိဗ္ဗာန်ဆိုတဲ့အရသာကို မခံစားဘူးသေးတော့လက်ဝယ်မပိုင်သေးတော့ဒါတင်စားပြောတာပေါ့နော်အဲ့လိုမိမိရရမခံစားဘူးသေးတော့ကြံတဲ့အရသာတွေကို အကောင်းထင်ပြီးတော့ရှားနေရတာသူ့တဲ့ကောင်းတဲ့အရာဓာတွေကိုမတွေ့သေးတော့ဒီရတာနဲ့ချိန်ဆက်နေရတာပေါ့မြင်ရင်အရာဓာရှိနိုးနိုးကိုမြင်နေတာလေးမြင်လိုက်ရရင်ကိုကြားနေတာလေးကြားလိုက်ရရင်အရာဓာရှိနိုးနိုးစားနေတာလေးစားလိုက်ရရင်အရာဓာရှိနိုးနိုးကောင်းနိုးနိုးနဲ့စားငံကြီးကိုတောက်မိတဲ့လူလိုနောက်တစ်ခွက်တောက်လိုက်ရင်တော့အငက်ပြေတံကောင်းရဲ့ ကျင်လက်မှုရတာကောင်းရဲ့နောက်တစ်ခွက်တောက်လိုက်ရင်တော့ကျင်လက်မှုရတာကောင်းရဲ့ဗိုက်တာကဲလာတယ်ပိုးပြီးတော့ဆာတာဆားလာတယ်ကျင်လက်မှုကမရလိုက်ဘူးအကောင်းဆုံးအရာတွေမှာမဟုတ်ဖင်းကိုဒါဥစဉ်တို့လည်းဒီတိုင်းမှာပဲနော်မြင်ရင်ကောင်းလို့တို့ကြားရင်ကောင်းလို့တို့ဒီအာယုန်တွေရဲ့အရာတာကိုပဲအကောင်းထင်ပြီးတော့လိုက်နေရဘာဖြစ်လို့သူ့ကိုအကောင်းထင်နေတာလဲသူ့တဲ့ကောင်းတာမှာကိုမမခံစားဘူးသေးပဲနဲ့နှိုင်းရှင်စရာမရှိဘူးဒကာသမားတို့ဥစဉ်တို့မှာ တစ်ခုတည်းပဲများသောအဖြစ်ကြိုက်ကြိုက်မကြိုက်ကြိုက်ဒါပဲဟုတ်လားတဲ့တဲ့ပြောတာနော်ဟိုဘက်မှာဒီနိဗ္ဗာန်ချမ်းသာကသိကောင်းပါတယ်လို့ဟာဒါသိမကောင်းဘူးဟိုကမှကောင်းနေလို့ကို့မှာနှိုင်းရှင်ပြီးတော့ရွေးချယ်เสียမရှိဘူးဖြစ်နေတယ်ဒါကအရိယာမဖြစ်သေးသည်မြတ်နိဗ္ဗာန်ရဲ့အရာတာကိုအဲ့ဒါလိုမျိုးခိုင်ခိုင်မာမာဘယ်လိုလုပ်ခံစားမှာတော့ဟုတ်ရဲ့လား အေးဝိပဿနာတရားလေးပါလေးပွားများအားထုတ်လို့တရင်ကကိလေသာငြိမ်းလို့တရင်ကစိတ်ချမ်းသာမှုကလေးတွေတော့လူတိုင်းရဘူးတာပေါ့ဟုတ်လားလူတိုင်းဒီမှာရဘူးကြမှာပါနော်အေးအဲ့ဒီအရာသာတောင်မှမြင်ရတာလည်းမဟုတ်ကြားရတာလည်းမဟုတ်စားရတာလည်းမဟုတ်ဖင်းနဲ့အော်အေးချမ်းလိုက်တာစိတ်ထဲမှာတချို့များဆိုရင်မျက်ရည်တောင်တောက်တောက်ကြတယ်နော်စဉ်းစားကြည့်နော်စဉ်းစားကြည့်နော်တရားရဲ့အရာသာဒါနိဗ္ဗာန်အစစ်ရဲ့အရာသာမဟုတ်သေးဘူးဟုတ်လား မြင်ရတာလည်းမဟုတ်ကြားရတာလည်းမဟုတ်ဘဲနဲ့ဘယ်နဲ့ကြောင့်အဲ့လောက်ကြီးကောင်းနေလို့စိတ်ထဲမှာခံစားလိုက်ရသလဲကောင်းလို့မဟုတ်ကောင်းနေလို့ခံစားလိုက်ရတာပေါ့ဟုတ်ရဲ့လားအေးအဲ့ဒီတော့အရသာတကအရသာထဲမှာနိဗ္ဗာန်ရဲ့အရသာဒီအကောင်းဆုံးဆိုတဲ့ဇာတ်လေးကိုသဘောပေါက်ဖို့လိုတယ်ဒီတော့နိဗ္ဗာန်ဆိုတာဘာလဲနည်းနည်းတော့ပြောကြအောင်ဆိုဗျမြတ်စွာဘုရားတဲ့တဲ့ဖြေထားတယ်နိဗ္ဗာန်ဆိုတာဘာလဲဆိုရင်ညာကကင်းတဲ့အခိုက်အတန့်ဟုတ်လား ယာကကင်းရာဒေါသကင်းရာမောဟကင်းရာအဲ့ဒါနိဗ္ဗာန်ပဲတဲ့ဟုတ်လားအဲ့တော့ဆိုလိုတာကဒါလေးကိုဦးဇင်းကလူငယ်တွေအတွက်ရည်ရွယ်ပြောတာနော်ကိုယ်တန်တန်မှာဆွဲလန်းမှုတွေမမောမှုတွေမကျဉ်းနှံ့မှုတွေအလိုမကျမ်းမှုတွေတွေးဝေမိုင်မဲမှုတွေတရင်ကငင်းအောင်လုပ်နိုင်အဲ့ဒီအချိန်မှာတရင်ကနိဗ္ဗာန်ရတယ်လို့ပြောလို့မရဘူးလားရတယ်အဲ့ဒီအချိန်မှာမချမ်းသာဘူးလားချမ်းသာတယ်ဒါဦးဇင်းတို့ တကယ်သစ္စာလေးပါးထွထွင်းသိမြင်တဲ့မဉ္ဇဉ်ပူဉ္ဇဉ်နဲ့နိဗ္ဗာန်ကိုအာရုံပြုရတဲ့နိဗ္ဗာန်မျိုးမဟုတ်သေးပါဘူးဟုတ်ရဲ့လားအေးအဲ့ဒီနိဗ္ဗာန်ဆိုရင်ဘယ်လောက်ကောင်းမလဲဒါစဉ်းစားရပါဦးဇင်းတို့မြတ်စွာဘုရားမာဂန္ဒီပြပိုက်ကြီးကိုဟောထားတဲ့စကားတော်တွေကိုစုပြီးတော့မာဂန္ဒီယတုတ်တန်ဆိုပြီးတော့မဇ္ဈိမနိကေမှာရှိသေးဗျအဲ့ဒီမဇ္ဈိမနိကေမှာပြောထားတဲ့စကားစကားတွေအများကြီးတွေကဒီနေရာနဲ့ဆက်ဆိုင်တဲ့စကားတွေတလုံးဦးဇင်းပြောပြခြင်းလေ မြတ်စွာဘုရားပြောတာမှားတဲ့ဒီနိဗ္ဗာန်ရဲ့ချမ်းသာတစ္ဆာလေးပါးကိုထုတ်ထွက်မသိခင်တုန်းကငါလည်းပဲမြင်ရင်းဟာကောင်းမလားကြားရတာကောင်းမလားဆိုပြီးတော့အဲ့ဒီအာယုန်တွေကိုအမျက်တနှုံးနဲ့အများကြီးလိုက်ပြီးတော့ငါအများကြီးခံစားခဲ့တာပဲတဲ့ရတောတဲ့အမှုပြုတဲ့မောင်မောင်များစွာနဲ့ဟုတ်လားနှွေကမိုးကဆောင်းကဒီနန်းကြီးစီတဲ့အမျိုးမျိုးမြတ်စွာဘုရား